ဆရာတို့အဖွဲ့ဟာပန်းစံမျိုးပညာရှင်အဖွဲ့ဖြစ်ပါတယ်ဖြစ်တဲ့အတွက်ကြောင့်အခုဆရာတို့ရဲ့အလုံးမှုဆောင်ဖွဲ့မှာဆိုရင်လေပေးတိတ်တင်းတော့ရံပူးမော့မှတ်လို့ပုချီယွန်းဆိုတဲ့စာသားအတိုင်းအဲ့ဒီပညာရက်တွေအားလုံးပါဝင်တဲ့ပညာရှင်တွေကိုလည်းထည့်သွင်းပြီးတော့ဖွဲ့စည်းထားပါတယ်တရငံလုံးမှာရှိတဲ့ပညာရှင်တွေကိုလည်းဆရာတို့အားလုံးစီယုံပြီးတော့ဖိတ်ခေါ်ပြီးတော့ဆရာတို့ဟိုဆောင်ရွက်သွားမှာဖြစ်ပါတယ် ကျန်းနာမည်ပကြီးဥထေအောင်ပါအဲဒီနေ့မြန်မာနိုင်ငံရိုးရပန်းပညာရှင်များအစီအယုံကြော့ပွဲဖြစ်ပေါ်လာခြင်းအကြောင်းအရောဆရာကြီးတို့ကဒီနိုင်ငံဆရာကြီးများကိုနှစ်စဉ်ဆရာကြီးတို့1992ခုနှစ်မြန်မာနိုင်ငံရိုးရပန်းပညာရှင်များအစီအယုံဗဟိုရယ်လို့ဖြစ်ပေါ်လာတဲ့ကဆရာကြီးတို့ကကြော့ပွဲကိုနှစ်စဉ်နှစ်တိုင်းဆောင်ရွက်ခဲ့ပါတယ်ဒါပေမဲ့ဆရာကြီးတို့ရဲ့အခြေအနေအရမှာ1992 2023မှာဆရာကြီးတို့ကလက်ရှိ အခြေအနေကိုဆရာကြီးတို့အခွဲပြောင်းလဲလုပ်လိုက်ရပါတယ်။အပြောင်းလဲလုပ်တဲ့အခါမှာဆရာကြီးတို့အခု73နှစ်ကြာသွားပါလေ။73နှစ်ကြာပြီးရဲ့နောက်ပိုင်းမှာအခုဒါပထမဦးဆုံးအချိန်ပြန်လဲပြီးတော့နာဂဆရာကြီးများနဲ့တကြီးပူဇော်ကြောပွဲဆိုပြီးတော့ခေါင်းနဲ့တက်ပြီးတော့ဆရာကြီးတို့မြန်မာတနင်္ဂနွေလုံးမှာရှိတဲ့ပကြီးဆရာကြီးတွေပပုဆရာပညာရှင်ပန်းဆိုင်မျိုးနဲ့ပတ်သက်တဲ့ပညာရှင် အားလုံးကိုဆရာကြီးတို့ စုပေါင်းပြီးတော့ကြောတာဖြစ်ပါတယ်ဒီလိုကြောပွဲကြီးမှာဆရာတို့ကပထမဆုံးအချိန်နဲ့ဆရာတို့တက်လာတဲ့အချိန်ကအခုမြန်မာနိုင်ငံရိုးရာပန်းမြေရှင်များအစည်းအရုံးကိုပြန်လည်ဖွဲ့စည်းရခြင်းအကြောင်းကလွန်ခဲ့တဲ့73နှစ်ကပကြီးပဘူးအစည်းအရုံးဆိုပြီးတော့ဒီအစည်းအရုံးခေါင်းစဉ်ကိုအဲတက်ရောက်လာတဲ့အဖွဲ့ကအပြောင်းလဲလုပ်လိုက်ပါတယ်လုပ်လိုက်တဲ့အခါမှာဆရာတို့ကျွေးပန်းပညာရှင်များအစည်းအရုံးဟာခေါင်းစဉ်ပျောက်သွားတယ်အခုဒီခေါင်းစဉ်ကို နိုင်ငံတော်ကြီးကဲတွေကနေပြီးတော့ဒီကောင်းစဉ်ဟာမြန်မာနိုင်ငံမှာရှိကိုရှိရမယ်ဒီကောင်းစဉ်နဲ့ပတ်သက်လို့မြန်မာနိုင်ငံမှာအမှုပညာရှင်တွေရာရုပ်ရှင်သဘင်ဂီတရိုးရပန်းပညာရှင်များအစည်းအရုံးရလို့1992ခုနှစ်ကအားလုံးစတင်ဖွဲ့စည်းလိုက်တဲ့အချိန်မှာနိုင်ငံတော်ရဲ့ကြားတော်တဖွဲ့ဖြစ်ရမယ်စသဖြင့်နိုင်ငံတော်လည်းပံ့ပိုးသလိုဆရာတို့ရဲ့ပညာရှင်တွေလည်းပံ့ပိုးကူညီမယ်ဆိုပြီးတော့ဒီလိုအနေထားနဲ့ဆရာတို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အားလုံးပြန်လဲစုစည်းပြီးတော့ မြို့နယ်အတီးတီးကိုပြန်လဲပြီးတော့ရှာတို့အနေနဲ့ပြန်စုစည်းပြီးတော့ပြန်ဖွဲ့စည်းပါတယ်ပြန်ဖွဲ့စည်းတဲ့အခါမှာဒီမြို့နယ်အတီးတီးမှာရှိကြတဲ့ပညာရှင်များအနေနဲ့ကလည်းအခုဆိုရင်ရှာတို့တနေ့အတွင်းမှာတက်လာတဲ့အခါမှာရှာတို့ရှစ်မြို့နယ်လောက်ရှာတို့ဖွဲ့စည်းပြီးသွားပါပြီဆက်လက်ပြီးတော့ရှာတို့ဖွဲ့စည်းတရာမြို့နယ်တွေအများကြီးကျန်ပါသေးတယ်အဲ့တော့ဒါကိုလည်းရှာတို့ဆက်လက်ပြီးတော့ဖွဲ့စည်းသွားမှာဖြစ်ပါတယ်အဲ့တော့အစသရရာ ဆရာတို့အနေထားနေဒီပန်းဆယ်မျိုးနဲ့ပတ်သက်တဲ့ပညာရပ်များကို စုပေါင်းပြီးတော့ဆရာတို့ပဲ့အနေထားရတကယ်ကိုတင်းလုံးကျွတ်ပြပွဲကြီးဆိုတဲ့ခေါင်းစဉ်နဲ့နိုင်ငံတော်ကနေပြီးတော့ဆောင်ရွက်ပေးဖို့လည်းဆရာတို့ကမ်းလှမ်းထားပါတယ်ဆရာတို့အနေနဲ့လည်းစုပေါင်းပြီးတော့အခုရှိတဲ့အင်အားလေးနဲ့တကြီးဆရာကြီးများကိုကြော့ပြီးတဲ့ပညာရှင်များကြော့ပြီးတဲ့နောက်ပိုင်းမှာလည်းဆရာတို့ရှေ့လုပ်ငန်းစဉ် တွေကအများကြီးကိုဆရာတို့ဆောင်ရွက်ဖို့ရှိပါတယ်